ကဲဒီဘက်မှာလည်းမစ်သစီတင်ရတော့เนาะကျွန်တော်တို့ဒါရည်သက်ရှင်ဂျန်ကယ်နဲ့ဂိုလင်မတ်ချက်မှာ ruby ပုံမှန်တိုင်းပဲပြန်ပြီးတော့ထွက်လာတယ်ဗျဘိန်းဒီပါရရခဲ့မယ်ဆိုလို့ရှိရင်တော့တို့တွေနဲ့ပို့ပြီးတော့ stable ဖြစ်တဲ့အနေထားမျိုးလို့တော့ပြောရမယ်ဒါပေမဲ့မရတော့မရလိုက်ဘူးပေါ့နော် ai sport တော့ trisla တို့ရဲ့ပုံမှန်တိုင်းပဲ backline control နဲ့အဲတထရိုနဲ့ charge တွေပါလာခဲ့တဲ့ grog နဲ့ front line မှာပြီးခဲ့တဲ့ပွဲရတိုင်း2 man ပြန်တွဲလာတယ်ဆိုတော့အနေထားမျိုးလို့တွေ့ရတယ်ဗျမေသစီစင်းပြန်လာတယ်မလားသူတို့ ai sport တို့ရဲ့နောက်ထပ်တော့ claim suite နိုင်ပွဲတစ်ခုကိုရယူသွားနိုင်မလား Blessed 3 series ရဲ့ gain number 2 welcome to the learn or dawn ဒီဝိုင်းမေးရဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ကျွန်တော်တို့ဆက်လက်ပြီးကြည့်ရှုရအောင်ပါပဲဖြစ်ပါတယ် gain number 2ရောက်ရှိလာတဲ့အချိန်မှာတော့နှစ်သင်းလုံးကတော့ ကျွန်တော်ကွန်ဘိုတွဲလုံးလေးနေပဲပြန်သွားကြတယ် Grand Farsar တစ်ဖက်ကလည်းကျွန်ရီဆန်ရှင်ကျွန်တော်ဒါပြီးသွားရင်ကျွန် Ruby အဲ့တော့မှာ Garuda Chat Esmeralda လေးနဲ့ပြ Link up ကွန်ဘိုလေးနေပြန်သွားကြတယ်ဒါပေမဲ့ရီဆန်ရှင်အနေနဲ့တော့ကျွန်တော်လက်ရှိအချိန်ဒီမှာသူ fan မျိုးရယ်နည်းနည်းပြန်ပြီးတော့ focus ရမယ့်အခြေအနေတခုမှရှိရယ်ပေါ့နော်ဟုတ်တယ်ဒီမှာလည်းသူ Balsar ရာလည်းလုံးဝစိတ်မပြေဘူးပေါ့နော် Black အနေနဲ့ King Flock ကိုအပိုင်မဲ့လိုက်ပြီးတော့နှောက်နေဆိုတော့ပိုင်းချလေးကြားရမှာ delay တော့ဖြစ်သွားတယ်ဗျာဆိုတော့ review ချိန်မှာညာပေးထားတယ်တစ်ဖက်မှာလည်းဘူရဲဘလူးဘက်တွေပါပြီးတော့ကြော်တော့တာနော်ဘူရဲကလန်စလော့စီကဘလူးဘက်လူထားတာသွားရှုံးလို့မရဘူးကြာဟာဒီတိုင်းဆိုရင်တော့ level SP ဘိုင်းဆိုင်ရမှာတော့ ਨੇ ယူရီယာအခက်တွေ့ပြီနဲ့တူတယ်ဗျာဒီအသေးလေးတစ်ချက်ကိုတုံးချပြီးတော့ mythic scene နေနဲ့ကျွန်တော်ဒီအားလေးကြီးတောက်လျှောက်ပြန်လိုက်ပြီးလို့ရတဲ့ပုံစံနေလို့လို့ရတယ်ပေါ့နော်ရီထရီမပေးချင်ဘူးဆိုတဲ့အရာတစ်ခုကတကယ်လို့ကျွန်တော်တို့ပြန်ပြီးတော့ကြီးမားသွားတဲ့အနေအထားမျိုးလို့တော့ပြောရမှာဗျာနော်ကတော့ကချားတောက်လျှောက်ဆိုသလိုပဲတစ်ဖက်ကယူရီကိုလိုက်ပြီးတော့ pressure ပေးနေကြတဲ့အပိုင်းလေးတွေရှိသွားပြီဆိုတော့အားလီမတ်ချက်မှာတော့ SP mention လုပ်ခဲ့သလိုပဲတစ်ဖက်က mid season ကသူတို့အနေနဲ့ပြန်ပြီးတော့အသာရရှိမှု ကျူးစားနေကြတဲ့ခိုင်တဲ့တခုပါနောက်ထပ်တော့ beauty banner တခုလည်းကျွန်တော်တို့လည်းအခုတော့စပြီးတော့ပေးလိုက်ပါလိမ့်မပေးလို့ဘတ်နှစ်ချိန်လို့ပေးလိုက်ရမယ်ဆိုလို့ရှိရင်တော့ဒါဘူရဲအနေနဲ့အားလိကင်းအနေနဲ့ power spike ဖြစ်ခဲ့ပြီးတော့သူ dog shot လိုက်ပြီးတော့ amber key ဘက်နဲ့ pressure ပေးမဲ့အနေအထားမျိုးလေးတော့တွားပြီးတော့ဖြစ်နိုင်တယ်မင်းမာတော့ ac လေးပဲဒါအပေါ်မှာလည်းကျွန်တော်တို့ b good ရှိနေကြတဲ့ခိုင်တဲ့တခုမှာ junior စပြီးတော့နည်းနည်းထိန်းနိုင်တဲ့အနေအထားမျိုးလေးလည်းစတွေ့ရတယ်ပေါ့နော်ခုံမလာပြီးတော့ combination ရှိနေကြတဲ့ခိုင်တဲ့မှာ 4v2 jungle skirmish ကိုတော့ mid season စတင်ပြီးတော့ဖန်တီးထားပါပြီ တိုင်းဆိုရင်တော့ကျွန်တော်တို့ဒါ matrix အနေနဲ့တော့ဒီ map control ဘိုင်းဆိုင်ရာနဲ့ကျွန်တော်ပြန်လည်ပြီးတော့သွားနေတဲ့ပုံစံတွေပြ တော့ AI နေနဲ့ကတော့ကျော်ဒီလက်ရှိအချိန်မှာ Grandfather Dwayne Lee setup ကိုတုံးချဖို့အတွက်ပဲကြိုးစားနေရတယ်။သူပြင်ကျော် Jury Ultimate ရောက်ပြတ်သွားနေပြီ။ Vivo Offense ကလည်းမပါဝါပြီဗျာ။ No Fast Black ကိုတော့ Juno စတင်ပြီးတော့သိမ့်ပိုက်လို့သွားခဲ့ပြီပဲဖြစ်ပါတယ်။မရဘူးဗျာ Early Game Rotation မှာလည်း4ဘယ်လိုယူရမလဲဆိုတာကိုတေချာပေါ့မသိစီတင်းနေတယ်သိနေခဲ့လို့ပြောမယ်ဗျာ။ကြိုးစောင့်နေရလာနဲ့ရှင်းထုတ်ပေးလိုက်တဲ့အချိန်မှာ Hero Gate တကောင်စပြီးတော့ရတယ်။ပေးလိုက်ရတာလေဂျန်ဂလာကြီးဖြစ်နေဆိုတော့ AI နေနဲ့ကတော့ဒီတစ်ခါ first certified ကိုတော့လက်လွတ်လိုက်တာပို့ပြီးတော့ကောင်းမယ်လို့တော့ထင်နေပြဒါပေမဲ့ရေစရှင်းသီးလဲဘက်ထရီဘာတွေပြန်စားနေတဲ့ timing ကရှိနေသေးရဲ့ဆိုတော့ဆိုင်တော့လေဆိုင်လို့တော့ရနေသေးတဲ့အခြေအနေမျိုးပဲအဲ့တော့ certified လေးမှာတော့နည်းနည်းလေးရောဒီတက်ပို့ပြီးတော့ကွဲပြားတော့ဖြစ်သွားနိုင်တယ်ဗျာ as far as tube front line messi တို့ရဲ့ Twitter တွန်းအားတွေကိုလည်းကျွန်တော်စောင့်တော့ကြည့်ရမှာဗျာနော်ကျွန်တော်လည်း4တော့ရသွားပြီဒီအချိန်ဒီမှာ private ကိုပဲရတခုများဖြစ်နေမလားဘူးလေနော်ဒါလေးကကျွန်တော်တို့ပြန်ပြီးတော့စောင့်ကြည့်မယ်ရ excuse ချပြီးမှထွက်ခါလေကိုယ်နဲ့ Netflix ကထပ်ပြီးခုံသွားတယ် background နဲ့မှလည်း Tetron နဲ့ Chelsea နောက်ကပါလာခဲ့တဲ့ခက်တခုပါတော့ black နောက် shot လိုက်ပြီးတော့ပေးဖို့ကြိုးစားနေသေးတယ်ဗျာနောက်မှလည်းဘိုယန်နဲ့အမေရိကန်ပဲကန်တာကလည်းကန်တာတစ်ခုပါ3မှတ်သွားပြီးတော့မိနေတယ် AOG backline ပြန်ကိုတစ်ဖက်ကလည်း air strike ကို PA7 ချပီးလိုက်တယ်ဗျနောက်က triangle သူ့နေတယ်အရင်မဖြုံဘူး SP ရတယ်နော် fallen star မှာ pin နေတယ်ဆိုသွားပြီးတော့မိနေတယ်ချက်ထိုးနဲ့ချက်ပြအတိုင်းပါတော့ခွန်ပြန်ကြလို့ Yuri တော်တော်ထရကလည်းနောက်က2 one man down လေးခိုက်တဲ့တစ်ခုမှာတော့ AI eSport ပြန်လည်ပြီးတော့ forward target ရပါပြီခွန်ကတော့ရှားလိုက်တယ် objective လည်းပြန်ပြီးတော့ရှားလိုက်တယ် crop forcer တွဲလုံးလေးဒီ charge ရပါရအသက်ဝင်သွားတဲ့အခြေအနေတစ်ခုလိုပဲကျွန်တော်တို့ပြောရမယ်ဗျ hand strike ဒီပါပြီးလာပြီဗျ leader အနေနဲ့ ဂရန်ယာဒီကျွန်တော်နေကြရအောင်လိုင်းဖြစ်လာဖို့အတွက်3500ပဲလိုအပ်တယ်ပေါ့နော်ဟန်နစ်စထရိုက်က2000ကျော်ရေကျွန်တော်ဒီစကိုင်းပြော်သ1500ရေဗျာအလောက်ပဲလိုအပ်တဲ့အချိန်တွေတခုမှရှိတယ်ရူဘီယိုဘာရိုနေနဲ့ကျွန်တော်နောက်ထပ်ဒီဟန်နစ်စထရိုက်တွေပါပြီးသွားတဲ့အချိန်တွေနောက်နောက်ထပ်တစ်ကွက်လောက်ပြီးသွားပြီဆိုလို့ရှိရင်တော့လိုက်ဂျွိုင်းလို့ရတဲ့အချိန်တွေတခုဗျာဟုတ်တယ်เนาะကျွန်တော်ဒီဒီကောက်မှာလည်းမင်းမှာထွက်ပြီးတော့ပဲ Amberbe Towning All Your လုံးဝတောက်ချောက်ဆိုပဲ P7 S-Rider တွေပါတောင်းနေနေပဲနီကိုနေနဲ့ live side ကိုတော့ပြီးတော့ပြီးလိုက်ရပြီဗျာ3ပါပြန်ပြီးတော့ကျော်သွားတဲ့ဘူရဲအနေနဲ့အိမ်လေးပါဒီခဏတော့ပြန်ပြီးတော့ သွေးဖြည့်ရမယ်အဲ့တော့အားဒီဂိမ်းမှာဘက်ထရီဘာရီမကြခဲ့ရင်ပဲလေအဓိကအနေနဲ့ဒီ grow ရဲ့ wine chat တွေတော့ဒီ tectonic chat တွေကြားထဲမှာ review ရှင်အပိုင်ယူသွားတာဗျာနော် ခုနကတော့ battery fee တစ်ခုလုံးကကျွန်တော်ဒီ charge နဲ့ကျွန်တော်ဒီ faster အတွဲလုံးတစ်ခုကအလုပ်ဖြစ်သွားရပဲပြောရမယ်တစ်ဖက်မှာတော့ကျွန်တော်ဒီခုနကတော့လိုမျိုး falling star moon နဲ့ပြန်ထိမှုယူလိုက်မရဘူးဗျာဟော3 man ထပ်ပြီးတော့အထိတစ်ဖက်က triangle ထပ်ပေးမှာတော့ Juno ignition fan နဲ့ပြန်သွားခဲ့တဲ့ခိုက်တက်တစ်ခုမှာနောက်ကကြာရှိနေခဲ့တဲ့နောက်ကပါလာခဲ့တဲ့ king flash ကိုပါထပ်ပြီးတော့အဆုံးသတ်ဖို့တော့များနေတယ် orange ကို faster impact လေးထပ်ပေးထားခဲ့တဲ့ခိုက်တက်တစ်ခုမှာတော့ debuff ကို yuri ပြန်ကြ တ်ထားဖို့တော့ကြိုးစားရပြ။အားလေးကအင်ထရိုဆော့ဖ်ဝင်းအပန်းလေးတွေမှာအားကောင်းခဲ့တယ်။မိုက်တီဆွန်းလေးထပ်ပေးထားခဲ့တယ်။နီကိုသူ့ရဲ့နည်းနည်း regeneration ရပြန်ရခဲ့ရဆိုပေမဲ့ပွဲချင်းကျွန်တော်တို့၄မိနစ်ကျော်ကျော်လေးမှာတော့ AI Esports ကပြန်ပြီးတော့အဖြူမဲ့တက်ကရသွားအောင်ဦးဆောင်နိုင်ခဲ့တဲ့အပန်းလေးတွေရောက်လာပြီ။ဂူရန်တိုင်းကိုမျောလင့်နေရတဲ့ Elita နေနေကလည်းဂိုရှိ250ဝန်းကျင်လောက်တိကိုရလိုက်ပြီဗျာ။ဆိုတော့နောက်ပိုင်းသူ့နေတဲ့ Hannah Strike ဒီ Scambi ရဲ့ timing နဲ့လိုက်ပြီးတော့ combine လုပ်မဲ့အချိန်တခုကို Mid Season ခံနိုင်မှုကတော့နည်းနည်းတော့ခက်ခဲပါဦးမယ်။ ဟုတ်တယ်အဓိကဒီ grand ရဲ့ golden ထက်ဒီထက်ပို့ပြီးတော့ solar ဘူးတော့ရှိနေရဲ့ဗျာပုံမှန်အားဖြင့်တော့နော်ကျွန်တော်ဒီနှစ်ချောင်းလောက် hello strike sky ပြတာပါလို့ရှိရင်တော့ combination လာမယ်နော်အဲ့တော့အဲ့ဒီပြင်မှာအောက်မှာလဲ coin နဲ့အရင်အစီပြင်းမျိုးတော့မဟုတ်ဗျာနောက်ပိုင်းနောက်ပိုင်းပွဲစဉ်တွေပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ smr ရော unit တို့ပါပြီဆိုလို့ရှိရင်တော့ twizzler နဲ့ပြန်ထောက်တယ်ဆိုတော့ gunner လေးကြီးလည်းရှိလာတယ်အရင်လို cc တွေပါပြန်မသွားတော့ဘဲနဲ့ပေါ့နော်အဲ့တော့တော့စင်တော့ network gap ရတော့ 1.5k တော့အရင် e-sport အတာသီးရတယ်ဗျာဒီတစ်ခေါက်ပေါ်လာခဲ့မဲ့ profile လေးကိုလည်းပြန်ပြီးတော့ကြည့်ရမယ်ဗျာဒီတစ်ခေါက်တတယ်မှာရော เนาะဘိုးရဲ့ AOG တွဲလုံးနေနဲ့ကျွန်တော်ရဲ့ offensive တွေ combination ရဝင်လာနိုင်မလားဆိုတော့စောင့်ကြည့်ရပါအောင်မယ်လက်ရှိကတော့ကျွန်တော်ဒီ penalty zone control တခုလို့ပြောရမှာပေါ့နော်ဒီအားဒီ game changer တခုပြဝင်လာခဲ့မဲ့ယာရီကောင်လုံးကိုအဲ့ penalty zone နဲ့ control ထားလို့ရတယ်ပြီးတော့ကျွန်တော်ဒီ feather air strike ပြ pay seven position ဒီထင်ထားတဲ့ပို့ပြီးတော့အရေးကြီးတယ်အခုစတော့ဖွင့်နေ butterfly juno offensive ပြန်ဝင်လာဖို့တော့ကြိုးစားရပြန်ရဲကြီးတော့မတွေ့သေးဘူး ကျွန်တော်စကမစ်ပါနေမှာဖက်ကသူတို့အနေနဲ့ဒါ expand river flying flying cloud တွေပါလာခဲ့တဲ့ဒီ damage river တွေ movement သွားနေခဲ့တဲ့အရာပဲကောင်းကောင်းသုံးချပြီးတော့ဆိုင်မှုတွေကျူးသွားတာအဓိက aspirator အနေနဲ့ backline ကို forest storm နဲ့အရင်ထိန်းလို့မရသေးဘူးဆိုတော့ပြဿနာတစ်ခုပါတယ် legacy of front line မှာသွားပြီးတော့ရှိနေတယ် press machine လေးထပ်ပြီးတော့ပေးထားတဲ့ reverse back သွင်းရောပြန်ထုတော့မလား backline ကို nico dot shot ပဲ dash side for အပြောင်းမှာ yuri dot shot လိုက်ပြီး dashboard ရရှိနေသေးရဲ့ဗျ black dolly သွေးကန်းသွားသေးရဆိုပေမဲ့ tetronic charge တွေနောက်က barricade တွေထပ်ရှိနေသေးဆိုတဲ့ခက်တယ်မှာသွားမရသေးဘူး aog backline ကိုဖျက်ကုန်မှာ yuri ရောက်တော့ယူသွားတယ် forest storm နောက်က dash တီအောက်မှာ reverse strike ထပ်ပြီးတော့အဆုံးစံနဲ့ in flat ပြန်ကြ air strike တပ်ပေးတော့ရဲ့ damage တွေအောက်မှာကျွန်တော်တို့ကတက်ကြရတယ်ပဲ two man down တဲ့သူ AI esport mayor first tower pressure ပေးဖို့တော့ရှိနေပါဦးမယ်နောက်လျှောက်သလိုပဲ mayor first tower ကိုပါတခါတည်းသိမ်းပိုက်ဖို့လို့ရှိတယ်ဗျာနီကိုနဲ့တူပဲဘိုးရဲ့ဘလို့မတော့ကာလို့တော့မရဘူးအဓိကဒီ black ရဲ့ grow ကြီးကပြဿနာရှာနေရဗျာမသက်စီနေနဲ့ဒီ grow ကိုနော်ဘလို့မသူတို့သွားပြီးတော့ကျော်ဖက်နိုင်ခြင်းတော့မရှိဘူး wide chest elbow နေနောက်မှာ follow damage ကလည်း best damage နေနဲ့ father ပြန်လိုက်လာဆိုတဲ့ချက်တစ်ခုကတော်တော်လေးတော့ မသိစီတင်းတွက်ဗတဲ့တင်းဖိုက်တီမှာပြဿနာတော့တက်စီပြီဗျာခုနကတော့ကျွန်တော်သွေးနည်းနည်းလေးနဲ့ကျွန်တော်လုံးဝအိမ်မပြန်သွားဘူးအိမ်နားမှာနေတယ်အဲကျွန်တော်ဒီခုနကလိုဗတဲ့ဖီးတခုလုံးပြန်သွားကြည့်မယ်ဆိုလို့ရှိရင်အချိန်ကြိုက်တခုကိုကျွန်တော် black နေနဲ့စောင်းစားသွားနိုင်တယ်လို့ပဲပြောရမယ်အလီတောင်ဝင်ထိတ်မှုကြိုးစားတဲ့ခွန်နေနဲ့ကလည်းဘလို့မှကတ်လို့မရအောင်ဒီမှာဆို charge 3အောင် air bomb ဗျာ fella is right နဲ့တခါလေး combo join ပြီးတာဒီ combo တွေတောက်လျှောက်မိနေအောင်အောက်မှာထွားပြီးတော့ညီးနေတဲ့2 versus 1မှာတော့ corner ကောင်ပြန်ချဖို့တော့များတယ်ဗျာ okay reverse threat 3ကြီးတစ်ဖက်က massive flick ကထပ်ပေးမှာတော့ impact လေးသွားတွေ့တော့ regeneration သွားလို့လို့တော့တိတ်မ ရနိုင်ဘူးဒါမှလည်းပဲခွန်မရရအောင်ပြန်ပြီးတော့ရှောင်းထွက်သွားနိုင်ခဲ့တဲ့ခက်တယ်မှာတော့ SP လေးဒီမှာချက်ရအောင်သွားပြီးတော့အစီအပြေခဲ့ပြီးဒီဖက်မှာလည်း wins by wins ပြန်တန်းနေခဲ့ပြန်မှာလည်း king flash ဘက်ကလည်း fallen star ဘို့ခွန် SP ရပြန်အပေးမှာတောက်ရှော့ lessic ကို king flash မရရအောင်လိုက်ပြီးတော့ယူသွားတာဗျာ technically တောက်ရှော့ဆိုလိုပဲသူပြန်ပြီးတော့ပေးတဲ့ damage calculator ဘိုင်းနေရအတော်လေးကိုအားကောင်းတယ် ဟီရိုကိတကောင်ကတော့ game flash ရရီဆက်ရှင်ပြန်လည်ရရှိထားခဲ့တဲ့ခက်တက်မှာတော့ AI Esports momentum ကိုနည်းနည်းလေးတော့ပြန် save သွားနိုင်ခဲ့တဲ့အနေအထားမျိုးလို့ပြောရမယ်အကယ်၍သာဟီရိုကိမပေးရပါနဲ့ PSM ကလွတ်မြောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ main game timing တွေမှာ faster power spike ဖြစ်နေမှာသူကောင်းကောင်းလေးလိုက်ပြီးတော့ air strike နဲ့ pressure ပေးတော့မှာဗျာ ဟုတ်တယ်เนาะကျွန်တော်မရဘူးဗျ AI နေနဲ့တော့ဒါပြောမစလို့ရှင်တော့အမားလေးမလုံးမင်းတော့ပူကောင်းလိမ့်မယ်ယိုရီလေးကောင်ချားတဲ့မှာသုံးလို့တွေပြန်သုံးပြနေနေတယ်ပဲဒီထောင်းလင်းတစ်ခုကိုပြန်လဲရှောင်ပြရည်ရဲ့နောက်မှာတော့မစစ်စစ်တင်ဟီရိုကိရရရှိဖို့ကြိုးစားနေမယ်လေဒီချိန်မှာတော့အနေငယ်လေးပြန်ပြီးတော့ဘတ်လာရပြီဗျအဲ့ second လောက်နေလို့ရှင်တော့တာတေးအကိုပြန်ပြီးတော့ပေါ်လာတော့မယ်ဒီတစ်ခေါက်တာတဲ့ fight တွေအချိန်မှာလဲအကျွန်တော်တစ်ပတ်မှရှိနေခွန်နေနဲ့အလီတာကိုပဲ like ကမှာတေးကြတယ် damage ကျွန်တော်ဒီအလီတာ damage output ထွက်နေပြီဗျ တီတာတော့ဂျော်ဒီရက်စတီတောက်လျှောက်ထိုင်ထုနေပြီဆိုလို့အရင်အိတ်ကတ်လို့ရမှာမို့တစ်ဖက်က Grow Faster တွေ့လုံးကြားထဲမှာမိသွားနိုင်တယ်အဲ့တစ်ဖက်မှာလည်းဂျော်ဒီ AOG လိုမျိုး AOE Crowd ကိုသူတွေပေးထားလို့ရရစီမဲ့အရင်အိတ်ဂျော်တိုးဖို့တော့မလွယ်သေးဘူးဗျာ front line မှာလည်းတစ်ဖက်က barricade လေး black ပြန်ပေးခဲ့တဲ့ခိုက်တယ်မှာတော့ poll line မှာတော့ game flash ရည်စရှင်နေတယ်ပြန်ပြီးတော့ tower နဲ့ trade ခဲ့တာလို့လို့ရှိရင်တူတူကြကြကြီးကျွန်တော်တို့မစ်သစီဘက်က tiny web ပြန်ရဖို့တော့အတော်လေး네ပါနေရဲ့အနေထားမျိုးလို့တော့ပြောရမှာပေါ့နော် game number 1တော့ပုံစံနဲ့အလားတူတဲ့ဖြစ်ရမျိုးပဲဒီ game 2မှာထပ်ပြီးတော့ကြုံတွေ့နေရတယ်လို့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင်မမဟုတ် နောက်ကပလက်တော်လေးခွာလာတဲ့ infographic file မှာလည်း general resource တွေအားလုံးပါအရင် e-sport နဲ့တက်ပြီးတော့ take down လုပ်ဖို့တော့ကြိုးစားနေကြတဲ့ character ကို offend AOG ပြန်တွဲပါတော့ elite တဲပြီးတော့ဖြတ်သွားပြီဟုတ်နော်ဟုတ်တယ်နော်ဘယ်လိုလုပ်မလဲဒါသည်ပြန်လဲပြီးတော့ camp လုပ်ဖို့အတွက်အဆအများဖြစ်လာမလားအဓိက elite ကို offend နဲ့ AOG တွဲလုံးပြန်လဲပြတ်သွားနေရင်လည်းမသိစီတင်းဟာ တို့ဘက်ကနေပြီးတော့အကောင်းဆုံးအရာတွေကိုချပြဖို့တော့ကြိုးစားလို့လာပြီဗျာ။နောက်ဘက်က 4K over လောက်ကနေပြီးတော့ဒီအချိန်မှာ3000လောက်ပဲပြန်လည်ပြီးတော့ကြံရှိလာတော့တယ်။ Golden Time ကိုဝင်ရောက်ဖို့လိုအပ်နေခဲ့တဲ့ Elite အနေနဲ့လည်းတစ်ခါလောက်ပြန်ကျတယ်ဆိုတော့နောက်ပိုင်းမိနစ်တွေမှာဒီတက်ပို့ပြီးတော့များမသိစီအသင်းအနေနဲ့အကောင်းဆုံးသော Battle Fight တွေကိုပြနိုင်မလားကြည့်ရမယ်။ဒါပေမဲ့လောဆင်းလောပေါ်ဖို့အတွက်ကတော့10မိနစ်လောက်တော့လိုနေသေးရဲ့ဗျာ။ဒီခုနကတော့လိုမျိုး timing လေးတစ်ခုမှာ Elite ကိုရလိုက်တာအလုပ်ဖြစ်တယ်လို့ပဲကျွန်တော်ပြောရမယ်။ Offhand တကွန်းနဲ့အဲဒီအနောက်မှာပါလိုက် follower damage ပေါ့ဗျာ။ Ruby အနေနဲ့က YSP လာပြီ။ တစ်ဖက်မှာလည်းကျွန်တော်ပြန်သွားနေတဲ့အရာတခုတစ်ဖက်မှာ 7k ရ 2k ကွာရယ်နော်ကျွန်တော်ဂိုးလေးနံတကောင်ကြားရဲမှာအဲကျွန်တော်ဒီ Malefic Rory ဘာလဲတစီရဘက်ကိုအရင်သွားထားတယ်ဒီပေါ်သွေးတက်ရတဲ့ဘိုင်းဒီမှာလည်းကျွန်တော်ဒါ Ruby ရောဒီ Esmeralda ရောပါနေတဲ့အခြေအနေမှာစီရဘက်ကတော့သူ့အတွက်တတိယမြောက်ရွေးချယ်ဖို့ကောင်းတဲ့ item တစ်ခွက်ဖြစ်လာတယ်ဗျာ Okay ဆိုတော့နောက်ပိုင်းတော့ကျွန်တော် animation ရပို့ပြီးတော့ပြေးသွားလာတဲ့အပန်းလေးရှိတယ်အဲဂိုးလေးနံတကောင်ကြားရဲမှာ Nova Gap ဒီ 2k လောက်တွေကိုသွားပြီးတော့တွေ့ရတယ်ဗောနော် Granger က Commendation ဘိုင်းဒီမှာ Backline ပြီးရ Long Range Band တွေကအတော်လေးအားကောင်းတယ် ဆိုတော့နောက်ကပါလာခဲ့တဲ့ Forza Extra နဲ့ Granja ရဲ့ Death Sonata တွဲလို့နေရ Long Range တွေမှာတစ်ဘက်က Lunos တို့ Juno ရဲ့ Dynamic Range Control ကပြန်ပြီးတော့ရှိနေခဲ့တဲ့ချက်တွေကောင်းကောင်းပြန်ပြီးတော့ Pressure ပေးနိုင်တယ်ဗျ။ပေါ်လာမှလည်း Bite တွေသွားပြီးတော့တွဲနေတဲ့ Resetti 6ချက်ချက်ပေးခဲ့တဲ့ Spare Back Control Band မှာ Extra ထပ်ပြီးတော့ကြာနေတဲ့ခွန်ပြန်ရှောင်ပြရတဲ့ကနေတဲ့ Dance ဒီအောင်မှ Flicker Attack ကိုဆက်ပြီးတော့ဝေးကွာနေစေပဲနောက်မှလည်းခွန်ပြန်ပြေးနေခဲ့တဲ့ခိုက်တက်တစ်ခုမှာတစ်ဘက်ကလည်း Tetronic Chest နဲ့ Black အပြန်လာအသေးဆိုင်ဆောင်နေခဲ့တဲ့ခိုက်တက်တစ်ခုမှာ Barricade လေးချက်ပေးနိုင်တယ်ပဲ PA7 ဆက်ပြီးတော့သိမ့်ပိုက်ထားလိုက်ပါဘီ ။မြန်မာလည်းနီကိုနော်ပြန်လည်းပြီးလွမြောက်သွားခဲ့ရသလိုဒီမှာလည်းပြန်ပြီးကြည့်မယ်ဆိုလို့ရှင်တော့ဘူရဲအနေနဲ့တောက်လျှောက်ဆိုလိုပဲဒီဘက်ကိုကာကျင်တာဗျာကာလို့မရဘူးဗျာဖလစ်ကာမရှိတော့ရဲ့နောက်မှာနီကိုအနေနဲ့လည်းနောက်ပိုင်းမိနစ်တွေမှာတော့လိုင်းဆိုင်မရှိလို့ရှင်တော့အနေငယ်လေးပြဿနာတက်နိုင်နေထားမျိုးပဲအပေါ်မှာလည်းကျွန်တော်တာဝါတစ်လုံးထပ်ပြီးအလီဒါပြန်လည်းရောက်ထားခဲ့သလိုပေါ်လာခဲ့တဲ့လော့ကိုလည်း front line တိုးမဲ့ခွန်မရှိတော့ရဲ့နောက်မှာ ဒီတော့လေဒီတိုင်းလေးပဲကျွန်တော် AI eSport တင်းနေတာထပ်မှန်ပြီးတော့တင်းပိုက်ထားသေးရဲ့ဗျာလက်ရှိကလည်းကျွန်တော်ဒီ AI eSport အနေနဲ့တောင်းလျှောက်ဆိုလိုပဲဒီလောနဲ့ဒူဒူပြန်တက်လာဖို့တော့ရှိနေမယ်အားလိုက်ကိမှာတော့ buff လို့သွားရဲမှန်ပေမဲ့ဒီတိုင်းမင်းနေကောင်တော့ကျွန်တော်မစ်သစ်စီနေနဲ့အရင်အထင်းရောက်ထားနိုင်ခြင်းတော့မရှိခဲ့ဘူးအတဖြည်းဖြည်းနဲ့သူတို့ရဲ့ဒီ grow father တွဲလုံးကအသက်ဝင်လာတယ်ခုဆိုလို့ရှိရင်လေဒီ law battle field တခုလုံးကိုကျွန်တော်ဒါ law of 5မှာအသာရရရှိခဲ့တယ်ဗျာတကယ်၃ချိန်အကျွန်တော်ဒီ law တစ်ချိန်ရရှိထားတဲ့အရာတခုဗျာဒီကြတော့ဒီလောနဲ့ဒူဒူ second turn နေအကုန်လုံးကိုတော့ AI eSport အနေနဲ့ရိုက်ချိုးပါတော့မယ်မက်ကထရူဘိုင်းကတော့ကျွန်တော်တို့အရင်မျှော်လင့်ချက်မဲ့နေတဲ့အနေအထားမျိုး တွေကိုသွားကြရတယ်ကနော် black ကတော့ရှေ့မှာသူ့အနေနဲ့မှ open ပြီးတော့ပြီနှစ်ပွဲစလုံးမှာတော့ဒူညီတဲ့ main league ဒီ front line ပုံစံမျိုးတော့ ai sport အနေနဲ့အသုံးပြုခဲ့လို့ကျွန်တော်တို့ပြောရမှာတင်လို့ပြနော် grok နဲ့ trizzler ထပ်ပါလာတယ်ပြီးခဲ့တဲ့ပွဲကလည်း grok နဲ့ uns နောက်မှလည်း execution လေးအောက်မှာ 2v1 လေးပဲသွားကြီးနေကြတဲ့ခိုင်နောက်တစ်ခုမှာရောင်းရဒလေးလို့ပို့တော့ကျူးစားတယ်ကြတဲ့ခွန်ရဲ့ sb နေနဲ့ပြန်ပြေးရဖို့တော့များဝါးကြီးပြ why is ချက်ပါလာသလို energy empire penetration တွေထရှိလာခဲ့တဲ့အခိုက်အတန့်မှာတော့ front line ကဝမ်းမန်းဒေါင်းသွားခဲ့တဲ့အခိုက်အတန့်မှာ mid season defend ထားဖို့ကတော့အရင်ကတော့တိတ်မလွယ်ဘူး all in second tower ထပ်ပေးရဖို့လိုရှုံးမယ်ပိုစုအနေနဲ့ကတော့ mega shield တွေပါ ai sport ဆက်ပြီးတော့တိတ်ပိုက်ထားဖို့တော့များနေခဲ့ပါပြီအဲ့တော့ failer air strike ထပ်ပြီးတော့ JB ထားရဗျာအဲ့တော့မှတော့ဒီ ruby offhand တွေပါရတော့ပြန်တော့ဆောက်အောင်မယ်ပေါ့နော်လောကတော့ဖြီးဖြီးနဲ့အထည်တော့ဝင်လာပြီ guardian ပြန်ပြီးတော့ကုန်တိုင်းအောင်မှာ leader ဆောက်တော့ key ရတယ်ဗျာ ကဲလီဒါဒီကောက်မှာလည်းကေးပြန်ရတယ်အော်ဖန်တေဘီကိုပြန်ပေးတိုင်းတော့မက်ဒီမသေးသေးဘူးပြေးမှလည်းတောက်လျှောက်ဆိုပဲကဟိုကာရီအလားပဲပေါ့နော်ကျွန်တော်ယူရီဝင်ရောက်လာတဲ့နေရာတစ်ခုမှာတော့မေဂါတာရက်ကိုပါတခါတည်းရယူသွားခဲ့ပြီဗျ ကိုဝေးကိုဝေးနော်မရှိနဲ့မရှိနဲ့ရသူလည်းလေးကျွန်တော်တို့ပြန်ပြီးတော့ကြည့်ခါရီနဲ့ဂျူရီပေါ့ဒါအလားတန်တူဟုတ်တယ်ဟုတ်တယ်နည်းနည်း re region သွားပြီးတော့တူရဲချင်းမှာသူအချက်ဆုံးတယောက်သွားပြီးတော့သတိရနေရဒီသားမျိုးလို့ဖြစ်တယ်ဗျာနော်တစ်ဖက်ကလည်း PA7 air strike ဆက်ပြီးတော့ပြေးရတယ် group barricade အောက်မှာ long range fire ကတော့တောက်လျှောက်ဆိုသလို range control ပြန်ပြီးတော့သွားနေရဗျာ area of effect ဒီမှာအတော်လေးများပြတဲ့ speaker stream ကိုအသုံးချပြီးတော့ EA Esport တောက်လျှောက်သွားပြီးတော့တိုးနေရဗျာ medicine ဘက်ကတော့ network gap ကအတော်လေးဆက်ပြီးတော့နေပါနေခဲ့ပြီ okay ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်လက်ရှိအခြေအနေကလည်းကျွန်တော်တို့ကပွဲအကြောင်းအရင် ဟိုဆွေးနွေးကြမယ်အခြေအနေဆိုတာမျိုးထက်လေပြီးခဲ့တဲ့ရာသီနဲ့ဒီရာသီမှာမေတ္တစီသင်ဘာလို့အရန်ကြီး ဟိုပြောင်းလဲသွားသလဲဆိုတဲ့အရာမျိုးကကျွန်တော်တို့ကောင်းကောင်းကြီးမေကွထုတ်နေတဲ့အရာမျိုးလို့တော့ထင်တယ်ဗျာသူတို့ရဲ့ main jungle လာကျွန်တော်ဒီခံနာဝရယ်ပြီးတော့ကျွန်တော်တို့ဒါ Juno Zipinia မှာကျွန်တော် Juno ဝင်လာတဲ့အရာတခုကအရင်အထိုင်မကျသေးဘူးနဲ့တူတယ်ဗျာ King Flash ရဲ့ကျွန်တော်ဒီစောင့်နေတဲ့ဒီ performance နဲ့ကျွန်တော်ဒီ mechanic ဘိုင်းဆိုင်ရာအရာအလက်ရှိအခြေအနေမှာအတင်းနဲ့ကျွန်တော်ဒီအသားကျဖို့အတွက်ကြိုးစားအောင်မယ်လို့လည်းကျွန်တော်တူတယ်ဗောနော်အဲ့ဘက်မှာကျွန်တော် AI Esports Yuri နဲ့ပြန်ထွက်လာတယ်သို့မဟုတ် 3PS နဲ့ပြန်ထွက်လာတဲ့အခြေအနေလည်းရှိတယ်ဒါပေမဲ့ Yuri ကတွေ့ရတဲ့လောက်မှာတော်တော်လေးအကောင်းတဲ့အခြေအနေတခုမှရှိရဗျာ ့ MPA Indo မှာကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ MPA ချန်ပီယံဆုပန်းရရပြီးတော့အဲ့လိုမျိုးတင်းလေးခွေအင်ဒိုနီးရှားလိုနည်းနည်းကြာစင်းမှုတွေရှိတယ်။ဆိုတော့ဒီတစ်ခါမှလည်းမက်သစီအနေနဲ့ပြီးခဲ့တဲ့ရာသီမှာချန်ပီယံဖြစ်ခဲ့ပြီးတော့ဒီ season မှာအထိုင်မကျမှုတွေကနည်းနည်းလေးကာလရှည်ကြာဖြစ်ခဲ့မယ်ဆိုရင်တော့အနိုင်ငယ်စိုးရိမ်စရာကောင်းတဲ့အနေအထားမျိုးပေါ့နော်။ဘာလို့လဲဆိုတော့ ပြီးကြတဲ့ယာတီကလည်းမဟုတ်ဘူးဗျဒီယာတီကအတင်းပြည့်ဖြစ်တဲ့ Astro Space ကတော့မှဒါ Paladins တို့ဘာလို့အနိုင်ယူနိုင်ခဲ့လဲဆိုတော့လက်ဆလက်နာမျိုးလက်စွမ်းလက်ဆာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘယ်သင်းတို့မှအရန်ကြီးကျွန်တော်တို့ shot တလို့မရဘူးအစိတ်သွားပြီးတော့ရှိနေတယ် Grow Tetronic Charge တွေပြောနေတဲ့ဒီမှာထပ်ပြေးတော့ပြီဒီဘက်ကလည်းခွန်သိပ်မလွယ်သေးဘူးဗျ Penalty Zone လိုအချော်နေခဲ့တဲ့အခိုက်အတန့်မှာတော့ AI Sport ပြန်ပြီးတော့ forward ထားလိုက်ပြီဆိုတော့ခုနကစကားကိုပြန်ဆက်ရအောင်အဲ့လိုမျိုးလေးမဖြစ်ဘူးတော့လူရယ်ပေါ့လေနော်ဟုတ်တယ်အဓိကဒီ TRD လိုမျိုးချန်ပီယံစုရပြီးတော့နိုင်ငံလုံးဝပြတ်ဆုံးသွားတဲ့အဖြစ်မျိုးကတော့ကျွန်တော်တို့အဖြစ်မကန်ဘူးတော့လူလေးမယ်နော်ကဲဆိုတော့လော ကတော့စပြီးတော့ပေါ်လာပြီဒါမှလည်းထရစ်လာရဲ့ပနတီဇုံနဲ့ grow ရဲ့ wine chance မရှိတော့ခဏတော့စောင့်မှာဗျာနောက်မှလည်း black အနေနဲ့ flicker စပြီးလိုက် follow ace right တစ်ချက်နောက်တစ်ချက်လိုက်ကျိုးကိုကျိုးသွားခဲ့ပြီလေ auto rate နေမှာတော့ nico ပြန်လည်းလွတ်မြောက်နေနေတယ်ပဲဒီ low တော့ ရင်းစပေါ်တင်စတင်ပြီးတော့ try မှုတော့ကြိုးစားနေရဗျာ fix ကြီးနေနဲ့လာဖို့နည်းနည်းခတ်သွားပြီလို့ပြောရမယ်အကြီးကကျွန်တော်ဒီကိုအိမ်ပြန်သွားတဲ့ information သူတို့တီထားတဲ့ပုံစံပဲဒီဘက်မှာလည်းကျော် yuri ပြန်လိုက်ရှင်းမှုတို့အတွက်ကြိုးစားနေသေးရ charge ဖြတ်တိုက်လာတယ်တွေ့တွေ့တော့ wire ဖြတ်တာဗျာ juno ပြတ်သွားပြီဗျာဘလို့မတော့မခံသားတာဗျာဒီဘက်ကလည်း yuri dog shot backline အကြီးနေကလေးခိုက်တဲ့ခုမှာတော့ king flash အနေနဲ့အနာကပ်ဖို့တော့တိတ်မလွယ်သေးဘူးနော် revenge ရဲ့၃ချက် lane block ကလှုပ်ထားတယ် normal black သူတို့ကပဲရှိနေသေးရဆိုပြီး tetronic charge တွေပါတယ်ပြန်ပေးထားတဲ့ခိုက်တဲ့ခုမှာတော့ခုံမှာသူတို့နေနဲ့ passer ဆွဲမှုတော့ကြိုးစားနေပြီနောက်က 3v1 လေးပဲ mighty swing လေးထပ်ပေးခဲ့တဲ့ခိုက်တဲ့ခုမှာ တဲ့ချောက်ချက်ကိုနောက်ကအယ်လီတာဘက်ကလိုင်းကိုသွားပြစ်နေရဒါပေမဲ့ထိွားပြီအယ်လီတာထက်ပြီးတော့ killing speed အဆုံးသတ်ခဲ့တဲ့နောက်မှာ two man tap down နဲ့ပဲဒီ lone နဲ့တူ EA Esports တခါတည်းအံ့မှုတော့ကျိုးစားပါဦးမယ်ရောက်ပြန်တော့ကျွန်တော် low ကလည်းပေးလိုက်ရပြီအဲ့လား mega လည်း mega tower ထပ်ပြီးတော့ကျိုးသွားတယ် network က 9.6k လောက်ထိကိုရှိလာတဲ့အနေအထားတစ်ခုမှာတယောက်တည်းတော့ဘူရဲ့ damage တိတ်ကနေလှုပ်ပေးနေရသလို king flat နီကိုပြန်ပြီးတော့ damage output ကိုပေးနေရတဲ့အခြေအနေမျိုးတော့ရောက်လာပြီဗျာ fighter goal အနေနဲ့ ruby ကိုတော့ juno စပြီးတော့ဆော့ပြရတယ် ဒါပေမဲ့အရင်ကြီးတော့လှုပ်ဖြစ်တယ်လို့ပြောဖို့ကနည်းနည်းလေးတော့ခတ်နေသေးတယ်ဗျာနောက်ပိုင်းမိနစ်တွေမှာနီကိုအနေနဲ့ death side ခုံပြီးတော့ပြစ်လို့မရတဲ့အပိုင်းချားလေးလည်းဖြစ်လာတယ်ဗောနော် grow ရဲ့ tectonic chop တွေကလည်း standing position မှာ any totally ပြီးနိုင်တယ်ဗျာ only mega ချက်ပြီးတော့ပြီးထားပြီ tectonic chop ဖြတ်တဲ့မှာတစ်ခါလည်း juno b ကိုလည်းချက်ပြီးထားနေပဲကောင်းကောင်းနေနောက်မှလည်း air strike ချက်ပြီးတော့ပြီးထားခဲ့တဲ့ခိုက်တယ်ဗောနော်ဒီကိုအနေနဲ့ရိုင်းတူးလို့တော့သိမရသေးဘူးဗျာဘူရဲပြန်တော့ဖြတ်နိုင်ခဲ့တဲ့ခိုက်တယ်ဗောနော် area for damage တွေသူတို့အရင်တူးမပေါ့တော့ဘူးဗျာ long လည်းဘူရဲအနေနဲ့ sacrifice ပြီးတော့ပြန်ထိန်းခဲ့တဲ့ခိုက်တယ်မှာ s performance တောင်းမှာကို front line ပြန်ထိန်းမှာ mega kill by ali တို့ချက်ပြီးတော့အစောသား aog ပြန်ထွက်ခဲ့တဲ့ ောက်ချပြီးဒါမခင်းနေတဲ့အလီဒါအဆုံးသတ်ပေးခဲ့တဲ့ damage တွေမှာနီကိုတော့ပြန်ပြီးတော့ချက်ရှိနေတဲ့နောက်က live fall လေးတက်ပြောင်းရတဲ့ shut down kill by king flash ပြန်ရခဲ့ပြီး tetronic charge ဒီမှာ execution ပြတ်ထိုးရတဲ့ပဲ2-0ဆိုတဲ့ claim sweep ရော AI e-sport ဆက်လက်ပြီးတော့တိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ ီနေ့ပွဲစဉ်တွေကတော့လုံးဝ tune in tune in တွေနဲ့ကြီးပဲကျွန်တော်တို့ဒါဖြတ်သားနေကြတာပဲဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာလည်း AI eSport အနေနဲ့ Mythic ကြီးကို tune in နဲ့ပဲကျွန်တော်နိုင်ရရှိသွားကြတာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်၃ပွဲလုံးထူးစီးရကြီးပဲဗျာဟုတ်တယ်ကျွန်တော်တချင်တဲ့မှာလည်းရှင်မင်းကစားနေကြတာ AMBIN တို့က RQ သင်းနဲ့ Onyx သင်းတို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Onyx က2-0နဲ့ပဲ clean sweep နဲ့ပဲအနိုင်ယူထားနိုင်ခဲ့တဲ့အနေအထားမျိုးလေးရှိတယ်ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ P-Win ပွဲတစ်ပွဲကိုပဲကြည့်လို့မရဘူးဗျ Regional Qualifier အသီးသီးကို ြန်ကြည့်ရမယ့်အနေအထားမျိုးဆိုတော့ဒါတခြားသော region ရတခြားသောအသင်းတွေရဲ့ဒါလှုပ်ရှားမှုတွေသူတို့ရဲ့ဂန္ဓာတွေကိုလည်းကျွန်တော်တို့ကစစ်စမ်းမပြတ်တော့ချိတ်ဆက်ပြီးတော့စဉ်းစားနေဖို့လိုမယ်ထင်တယ်အဲ့တော့ဒါတစ်ဖက်မှာလည်းကျွန်တော်တို့ RQ နေနဲ့ရှုံးနေခဲ့တဲ့ပန်းလေးရှိသလိုဒီနေ့ရပွဲတွေအားလုံးကလည်း2020 2020နဲ့ပဲ claim suite တွေဖြစ်သွားခဲ့တဲ့အခိုက်အတန့်မှာတော့ကျွန်တော်တို့ MSN Myanmar Season 2ပြိုင်ပွဲကြီးရဲ့ regular season we won ပွဲစဉ်တွေကတော့ပြီးဆုံးလို့သွားခဲ့ပြီအဲဒီပွဲတွေအတွက်ကျွန်တော်တို့ဒါသုံးသက်ချက်တွေပါတွေကိုတော့ panel session သွားပြီးတော့ကြည့်ရမယ်ထင်တယ်နော်ဟုတ်ပါတယ်